က်ဆက်ပြီးတော့ M4 ခန်းကြီး revision လေး part 2ကိုစပြီးတော့လေ့လာကြည့်ပါမယ်နော်။အဲ့တော့စလိုက်ကြမယ်။အဲ့တော့ပထမဦးဆုံးပြန်ပြီးတော့လေ့လာရမယ်။မနေ့ကအဆက်ကလေးခန်းကြီးလေးကိုကြည့်လိုက်ကြမယ်။အဲ့တော့မနေ့ကခန်းကြီးအဆက်လေးကဒီနေ့ပါဠိသင်မလဲဆိုတော့အခဝရီလို့ခေါ်တဲ့လင်းတော်ကျင်တော်ဆိုတဲ့ခန်းကြီးလေးကိုဒီနေ့လေ့လာကြည့်မယ်နော်။အဲ့တော့ကြည့်ကြည့်ရအောင်။အခရူရီကိုဘယ်လိုမျိုးရေးခဲ့ဘူးလဲ။ပထမဦးဆုံးတစ်ချက်ဆွဲတယ်၊နှစ်ချက်ဆွဲမယ်။ 3ချက်4ချက်ဆွဲတယ်။ဒါလိကနေခန်းကြီးလေးဆိုပြီးတော့တင်ခဲ့ဘူးတဲ့။သူ့ရဲ့အနောက်မှာတစ်ချက် နှစ်ချက်ပြီးရင်သုံးချက်လေးချက်ဆွဲတာဒါလေးကဂတ်စလို့ခေါ်တဲ့တလိုမျိုးစခိလို့ခေါ်တဲ့လခန်းကြီးလို့လည်းမှတ်လို့ရအဲ့တော့နေနဲ့လနဲ့ပေါင်းရင်လင်းနေဆိုပြီးတော့မှတ်ထားပေးမယ်ဘလို့မှတ်မလဲနေနဲ့လနဲ့ပေါင်းရင်လင်းနေအဲ့ဒီတူကအခရူအီလို့ခေါ်တဲ့လင်းတော်ဂျင်းလင်းတော်ဆိုရဲသကလုံးလေးဖြစ်လာတာအခရူအီအတိတ်ဘေကပါလေလင်းတော်ဂျင်းလင်းတော်ဆိုရဲအခရူအီသကလုံးလေးပြန်ရေးကြည့်မယ်အခရူအီဘလို့မျိုး းရေးလိုက်။နေခန်းကြီးလေးပထမဦးဆုံးရေးမယ်။ပြီးကြရင်သူ့ရဲ့အနောက်မှာကလခန်းကြီးလေးကိုထည့်ပြီးတော့ရေးလိုက်မယ်။ဒါကိုဘလို့ခေါ်လဲ။အခရူဤလင်းတော်ကျင်းနေတော်ဆိုရဲခန်းကြီးလေးရမယ်။အဲ့တော့ဟုတ်ပြီ။နောက်တစ်လုံးလေးဆက်ပြီးတော့ကြည့်ကြည့်ရအောင်။အဲ့တော့လင်းတော်ကျင်းနေတော်ခန်းကြီးလေးပြီးရင်သူ့ခန်းကြီးလေးကိုတစ်ချက်လောက်ကြည့်ကြည့်မယ်။ပြန်ပြီးရေးကြည့်မယ်။တစ်ချက်ဆွဲမယ်။နှစ်ချက်ဆွဲမယ်။၃ချက်၄ချက်ဆွဲမယ်။၅ချက်၆ချက် swe me kwa na tia shu cha swe ram. ဒါလေးကလင်းနဲ့ဆိုရခန်းကြီးလေးလင်းနဲ့ခန်းကြီးမှာနောက်ထပ်နေလေးတစ်လုံးထပ်ပြီးတော့ကတ်လိုက်မယ်ဆိုရင်သူ့ရဲ့အတိတ်တွေကဘာဖြစ်သွားပြီလဲဆိုတော့အာရှိတာလို့ခေါ်တဲ့မနှက်ဖြန်ခန်းကြီးလေးဖြစ်သွားတယ်အာရှိတာကိုတနည်းအားဖြင့်စန်းစေတို့ကအဆုလို့လည်းခေါ်လို့ရတယ်လို့မှတ်ထားပေးမယ်အဆုလို့ပဲခေါ်ခေါ်အာရှိတာလို့ပဲခေါ်ခေါ်အတိတ်တွေကမနှက်ဖြန်ဆိုတဲ့အတိတ်တွေကိုပြောတာအဲ့တော့မနှက်ဖြန်ဆိုတာကအခါတို့ဤလင်းနဲ့နေရတိုင်းကမနှက်ဖြန်ဆိုပြီးတော့မှတ်ထားမယ် အဲ့ဒီတော့အာခါတို့ဤလိမ့်နဲ့ဆိုရဲခန်းကြီးနဲ့နိယခန်းကြီးလေးနှလုံးပေါင်းလိုက်ရင်အာရှိတာအဆုလို့ခေါ်တယ်မနှက်ပြန်ခန်းကြီးလေးရသွားလိမ့်မယ်နော်အဲ့တော့နောက်တစ်လုံးလေးကြည့်အောင်ဒီလောင်လေးကသူ့ရဲ့စန့်ကျင်ဘက်ဒီတစ်ခေါက်ကမှောင်နေဆိုတဲ့အတိတ်ပဲသွားမယ်အဲ့တော့မှောင်နေခန်းကြီးလေးရေးကြည့်မယ်မှောင်နာကိုဘယ်လိုခေါ်လဲခူရိုင်းမှောင်တော်ဆိုပြီးတော့ခေါ်တယ်အဲ့တော့ရေးကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ် 3ချက်4ချက်ဆိုရတာနေခန်းကြီးလေးနောက်တစ်ချက်ဘီနာလီမှာထပ်ဆွဲတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်3ချက်4ချက်ဆွဲတယ်5ချက်ဆွဲတယ်ဒီအစိပ်အပိုင်းလေးကိုမြင်ဘူးမယ်ဒီအစိပ်အပိုင်းလေးကလေတဆွလို့ခေါ်တဲ့မတည့်ရက်ဒီစရိခန်းကြီးလေးအပိုင်းကိုရေးထားတာသူ့ရဲ့အောက်ကလေးမှာနေကလေးနောက်တစ်လုံးဟီစရိခန်းကြီးလေးကိုထပ်ပြီးတော့ရေးလိုက်တာအဲ့အတွက်ဘယ်လိုမျိုးမှတ်မလဲဆိုတော့နေနေကနေရဲ့အပေါ်မှာရက်လိုက်ပြီးဆိုရင်မှ ောင်သွားတယ်ဆိုပြီးမှတ်လိုက်မယ်။နေနေလုံးရဲ့ဘီးနားမှာယက်တီဖြစ်စေနေလုံးရဲ့အောက်မှာယက်တီဖြစ်စေရထားတယ်ဆိုရင်ခုတိုင်းဆိုရင်မှောင်နေဆိုပြီးတော့ဖြတ်သွားမယ်။အဲ့တော့ပြန်ရေးကြည့်မယ်မှောင်နေခန်းကြီးလေးတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ဆွဲတယ်၅ချက်၆ခွန်၈ 6ချက်ဆွဲမယ်17ချက်12ချက်13ချက်14ချက်ရှိတယ်ဒါလေးကိုဘလို့မှတ်မလဲခူရိုင်းလို့ခေါ်တယ်ခူရိုင်းရဲ့အတိတ်ဘေကဗလေမှောင်သောဆိုရဲစကလုံးလေးဟုတ်ပြီအဲ့တော့နောက်တစ်လုံးလေးဆက်ပြီးတော့ကြည့်ကြည့်မယ်အဲ့တော့နောက်တစ်လုံးလေးကကြတော့ဗလေဆိုတော့ တူးလို့ခေါ်တယ်တူးဆိုတာကဝေးတယ်ဆိုတဲ့စကားလုံးလေးအဲ့တော့ဝေးတယ်ခန်းကြီးလေးကိုမှတ်ကြည့်မယ်ထိုးဤဝေးတယ်ဆိုတဲ့ခန်းကြီးလေးအဲ့တော့ဝေးတယ်ခန်းကြီးလေးရေးကြည့်မယ်ပထမဦးဆုံးတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲလိုက်ပြီးဒါကမြေကြီးခန်းကြီးလေးအဲ့တော့မြေကြီးခန်းကြီးလေးရဲ့အောက်ကလေးမှာဗစက်ပေါက်ခန်းကြီးလေးထည့်လိုက်မယ်ပြီးကြရင်ခြေလောက်လေးကိုထောက်တဲ့ပုံစံတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ် 3ချက်ဆွေးချတဲ့4ချက်ဆွေးတဲ့အရှိမ3ခန်းကြီးပုံစံမျိုးလေး3အကြီးကိုဆွေးချလိုက်တာဒါကိုဘယ်လိုခေါ်လဲသိုးဤဝေးသောဆွေးခန်းကြီးလေးပြန်ဆွေးကြည့်မယ်တစ်ချက်ဆွေးမယ်နှစ်ချက်ဆွေးမယ်3ချက်ဆွေးတဲ့4ချက်5ချက်6ချက်ဆွေးတဲ့ခဏချက်6ချက်9ချက်10ချက်ရှိတယ်17ချက်ရှိမယ်12ချက်ရှိမယ် မဲ့ဒါလေးကိုဘယ်လိုမှတ်မလဲဆိုတော့တိုးဤဆိုရဲဝေးတော့ဆိုရဲခန်းကြီးလေးလို့မှတ်ထားပေးမယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုဝေးတဲ့ခန်းကြီးလေးပြီးသွားရင်ညီးတဲ့ခန်းကြီးလေးလာမယ်အဲ့တော့ညီးတဲ့ခန်းကြီးလေးကိုရေးကြည့်မယ် အဲ့တော့နီးတဲ့ခန်းကြီးကဘယ်လိုမျိုးရေးတာလဲပထမဦးဆုံးတက်ချက်ဇွဲတယ်နှစ်ချက်ဇွဲတယ်သုံးချက်ဇွဲလိုက်တယ်ဒီအစိပ်အပိုင်းလေးကမနီးကတင်လိုက်တဲ့တုတ်ကိုရိုဆိုတဲ့နေရာခန်းကြီးရဲ့အနောက်အစိပ်အပိုင်းလေးကိုယူသုံးထားတာအဲ့ဒါကိုအရှိမသုံးခန်းကြီးလေးထည့်လိုက်တာအဲ့ဒီတော့ချီခါဤလို့ခေါ်တဲ့နီးတော့ဆိုတဲ့ခန်းကြီးလေးဖြစ်သွားရောနီးတာကိုဘယ်လိုခေါ်လဲချီခါဤပြန်ရေးမယ်တက်ချက်ဇွဲမယ်နှစ်ချက်ဇွဲမယ်သုံးချက် ၄ချက်ဆွဲမေ၅ချက်ဆွဲလိုက်တာသူ့နာမည်ကဘာလို့ခေါ်လဲဆိုတော့ခြီခအီလို့ခေါ်တယ်နီဒိုဆိုရယ်ခန်းကြီးလေးဟုတ်ပြီနော်အဲ့တော့ဝေးတဲ့ခန်းကြီးလေးကမြည်ကြီးနဲ့စမေနီးတဲ့ခန်းကြီးလေးကနေရဆိုရယ်အစိမ့်အပိုင်းနဲ့စပြီးတော့ရေးထားပေးမေဟုတ်ပြီအဲ့တော့နောက်တစ်လုံးလေးဆက်ပြီးတော့ကြည်ကြည်ရအောင်အဲ့တော့နောက်ထပ်တစ်လုံးကကြတော့ဗာလေးလေးဆိုတော့ကြည်ကြည်မေအဲ့တော့နောက်ထပ်တစ်လုံးလေးကအဲ့ဒီဇနကနီးတယ်ဆိုရယ်ခန်းကြီး လေးကိုပြန်ရေးကြည့်လိုက်မယ်တစ်ချက်ဆွဲတယ်နှစ်ချက်ဆွဲတယ်သုံးချက်ဆွဲတယ်လေးချက်ဆွဲတယ်ငါးချက်ဆွဲထားတာ သူနဲ့ဘာနဲ့ပေါင်းမလဲဆိုတော့သူကိုတို့တို့ခေါ်တဲ့နေရာခန်းကြီးလေးနဲ့ပေါင်းလိုက်တဲ့အခါမှာသူတို့မှာသွေးလုံးလေးတစ်လုံးရသွားမယ်ဘာနာမည်လေးလဲဆိုတော့ king jo လို့ခေါ်တဲ့စကားလုံးလေးဖြစ်သွားရောနမည်လေးကဘလို့ခေါ်လဲ king jo king jo ရဲ့အတိတ်ဘေကဘာလဲသိလားအိနီနာချင်းကိုပြောတာ king jo အတိတ်ဘေကအိနီနာချင်းတဲ့အဲနီးတဲ့နေရာမှာရှိတဲ့အတွက်အိနီနာချင်း king jo ဆိုတာဖြစ်လာတာအဲ့လိုလေးမှတ်ပေးမယ်နီးတဲ့ခန်းကြီးရဲ့နေရာခန်းကြီးရဲ့ပေါင်းတော့နီးတဲ့နေရာမှာရှိအိနီနာချင်း king jo လို့မှတ်ပေးလိုက်မယ်အဲ့တော့ဟုတ်ပြီနောက်တစ်လုံးလေးကြည့်ရအောင် ဲ့တော့နောက်တစ်ခန်းကြီးစလုံးကတော့ရင်းနှီးပြီးသားပဲသူကစွရောဤလို့ခေါ်တယ်စွရောဤကအကောင်သောဆိုရဲစကလုံးလေးရေးကြည့်မယ်ပထမဦးဆုံးတစ်ချက်ဆွေးလိုက်ပြီးပြီးကြရင်နှစ်ချက်ဆွေးတယ်၃ချက်ဆွေးလိုက်မယ်ပြီးရင်၄ချက်ဆွေးမယ်၄ချက်မောက်မှာမှုဆွဲစကလုံးလေးအရှိက၄ကိုင်းပုံစံ၄ကောင်မှုသွားတယ်ဘလို့မျိုးမှုသွားလဲဆိုတော့ခုချီလို့ခေါ်တဲ့အပေါက်သေးကနေပြီးတော့မှုသွားတာဘာမှု သွားလေးဆိုတော့ဒါလေးဒါလေးကမြှားပေါ်လေးဆိုမှတော့မြှားရှိရမယ်အဲ့တော့မြှားလေးကအပေါက်လေးထက်ကနေမှုသွားတာဆိုရင်စရောဤအကောင်းတော့ဆိုပြီးမှတ်ထားမယ်ပြန်ရေးကြည့်မယ်တစ်ချက်နှစ်ချက်သုံးချက်မြောက်ဆွဲလိုက်တယ်လေးချက်မြောက်မှာမှုသွားမယ်လေးကနေမှုသွားမယ်အပေါက်လေးထက်ကနေပြီးတော့မှုသွားမှာဘာလေးဆိုတော့မြှားလေးကနေမှုသွားမှာအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့စရောဤစရောဤရဲ့အတိတ်ဘေကဘာလဲ ်အာကောင်တော်ကိုပြောတာဆွရောဤအာကောင်တော်အဲ့တော့နောက်တစ်လုံးလေးကြည့်ကြည့်မယ်အဲ့တော့နောက်တစ်လုံးလေးကကြတော့အဲ့ဒီဆွရောဤစကလုံးလေးနော်အဲ့ဒီဆွရောဤပြီးတော့နောက်ထပ်တွေ့တဲ့စန့်ကျင်ဘက်စကလုံးလေးကယောဝါဤယောဝါဤကကြတော့လေလွယ်လွယ်လေးပဲယောဝါဤနဲ့ဆွမ်းကလေးကိုင်းပုံစံလေးကိုဆွဲလိုက်တယ် လေခိုင်ပုံစံဆွဲပြီးသွားရင်တို့ကတစ်ခေါက်အားနေတာဖြစ်တဲ့အတွက်ဘာဒီအားနေတာလဲဆိုတော့အတောင်နေအားနေတဲ့အတွက်ဒီမှာအဆက်နှစ်ချက်လေးကိုလေခိုင်လေးထဲမှာထားပြီးမယ်လေခိုင်ကနှစ်ချက်ဖြစ်တဲ့အတွက်နှစ်ချက်ဆွဲပြီးမယ်လေးလေးနှစ်ခုက အတောင်လေးတွေကအားနေသွားတယ်အဲ့ဒါကယောဝဤအားနေသောဆိုပြီးမှတ်ထားမယ် တစ်ချက်ဆွဲတယ်နှစ်ချက်ဆွဲတယ်သုံးချက်ဆွဲမယ်လေးချက်ငါးချက်ဆွဲတယ်ပြီးရင်6ချက်9ချက်10ချက်ဆွဲမယ်9ချက်10ချက်ဆွဲမယ်ဒါလေးကနမည်ဘလို့ခေါ်လေယောဝဤလို့ခေါ်တယ်ယောဝဤရဲ့အတိတ်ဘေကအာနေသောဆိုတဲ့အတိတ်ဘေအာကောင်းနေဆိုရင်ဗာလေစွယောဤအာကောင်းနေဆိုတဲ့ခန်းကြီးလေးကဘလို့မျိုးရေးလဲသူ့ရဲ့ခန်းကြီးလေးက၄ကိုင်းလေးကိုအရင်ဦးဆုံးဆွဲတယ် ယ်လေးကန်လေးထဲကနေပြီးတော့မှုသွားတယ်အပေါက်လေးထဲကနေမှုသွားတယ်ဘာလဲဆိုတော့ညာလေးကမှုသွားရင်စရောဤအဲ့လိုမဟုတ်ဘဲနဲ့လေးကိုင်းနှစ်လက်ကအတောင်လေးတွေကအာနေသွားတဲ့အတွက်ဒီမှာအဆက်လေး29ထည့်ပေးလိုက်ရင်ယောဝါဣစရေအာနေတော်ဆိုတာကဖြစ်လာလိမ့်မယ်အဲ့တော့ဟုတ်ပြီနောက်ထပ်တစ်ခုလေးဆက်ပြီးတော့ကြည့်ကြည့်မယ်အဲ့တော့နောက်ထပ်တစ်ခုကလည်းလွယ်လွယ်လေးပဲနောက်ထပ်ခန်းကြီးတစ်လုံးကကြာတော့လေးတွေဆိုရယ်ခန်းစီလေးတာကိုဘယ်လိုခေါ် လေအုံးမူဤလေးတော်လို့ခေါ်တာ အဲ့တော့လေးတော့ခန်းကြီးလေးရေးကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲလိုက်တယ်ဘာဒီကလေးတာလေးဆိုတော့ကြည့်ကြည့်မယ်ဒါလေးကနေလို့ခန်းကြီးလေးဆွဲလိုက်တယ်အဲ့ဒါလေးကိုအလေးချင်းပေါ်မှာတင်ထားလိုက်ရင်လေးတယ်လို့မှတ်လိုက်မယ်ပြန်ဆွဲမယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်လေးချက်ဆွဲတယ်ငါးချက်ဆွဲတယ်၆ချက်ဆွဲမယ်ခုနှစ်ချက်ဆွဲတယ်ပြီးကြရင်နောက်တစ်ချက်၈ချက်ဆွဲမယ် ကိုးချက်ဆွဲတယ်ဒါလေးကဘာလို့ခေါ်လဲအိုးမိုဤအိုးမိုဤရဲ့အတိတ်ဘေက၄တော့ဆိုရဲစကလုံးလေးအဲ့တော့ဒါက၄တော့ဆိုရဲအိုးမိုဤဆိုရဲစကလုံးလေးဖြစ်မယ်အဲ့တော့ရေးပုံလေးကိုနောက်တစ်ခေါက်ပြန်ပြီးတော့ကြည့်ကြည့်မယ်အိုးမိုဤ၄တော့ကဘလို့ရေးလဲတစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်ဆွဲတယ်၄ချက်ဆွဲမယ်ငါးချက်ခြောက်ချက်ဆွဲတယ်ခွနချက်ဆွဲမယ်ပြင်ရှစ်ချက်ဆွဲချက်ကို ်ချက်ဆွဲတယ်ဒါလေးကအုံးမို့ဤလို့ခေါ်တယ်လီတော်ဆိုရယ်စကလုံးလေးအဲ့တော့ဟုတ်ပြီလီတာပြီးသွားတော့နှစ်တလုံးလေးသွားမယ်နှစ်တလုံးလေးရကြတော့ပော့တာဖြစ်သွားပြီ ပော့တာကိုဘလို့ခေါ်လဲခါရူဤလို့ခေါ်တယ်အဲ့တော့ခါရူဤခန်းကြီးလေးရေးကြည့်မယ်ဘလို့ရေးမလဲကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်ဆွဲမယ်လေးချက်ငါးချက်ဆွဲပြီး ်ပြီးကြရင်6ချက်ဆွဲမယ်8ချက်ဆွဲတာဒါလေးကိုမြင်ဘူးလိမ့်မယ်ဒီခန်းကြီးက M5 တုံးကခူရူမလို့ခေါ်တဲ့ကားခန်းကြီးလေးနဲ့တူတယ်ဟုတ်ပြီနော်အဲ့တော့ကားခန်းကြီးလေးတော့မဟုတ်ဘူးကားခန်းကြီးလေးကိုပါထားတာအဲ့တော့နောက်တစ်လုံးလေးပြန်ရေးမယ်နောက်တစ်ခက်ကားရဲ့ဘေးနားလေးမှာဒါလေးကခတာခနာနူလေးကိုရေးပေးလိုက်မယ်ပြီးရင်မြေကြီးခန်းကြီးလေးအောက်ကလေးမှာထည့်ပေးလိုက်တာအဲ့တော့ကားကမြေကြီးပေါ်မှာရှိရင် နုနုရွရွနဲ့ပေါ့နေတဲ့အတွက်နုခန်းကြီးလေးထည့်ထားတာ အဲ့ဒီတော့ခရူဤပေါ်တော့ဆိုတာဖြစ်လာတာပြန်ရေးကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်ဆွဲမယ်လေးချက်ငါးချက်ခြောက်ချက်ဆွဲတယ်ခုနှစ်ချက်ဆွဲမယ်ရှစ်ချက်ဆွဲတယ်ကိုးချက်ဆွဲမယ်စေးချက်စတစ်ချက်ဆနှစ်ချက်ရှိတာသူ့နာမည်ကဘာလို့ခေါ်လဲခရူဤခရူဤရဲ့အတိတ်ဘေကပေါ်တော့ကိုပြောတာပေါ်တယ်ဆိုတာကာခန့်ကြီးကနှုတ်ပြီးတော့ပေါ် ါ်တယ်မြည်ကြီးပေါ်မှာပေါ်တဲ့အတွက်ခါရူအီဆိုပြီးတော့ရေးထားပေးတာဟုတ်ပြီအဲ့တော့နောက်တစ်လုံးလေးဆက်ပြီးတော့ကြည့်ကြည့်မယ်နောက်တစ်လုံးကကြတော့ဝါတာဝါတယ်ဆိုတော့ဝါတဲ့ခန်းကြီးလေးရေးကြည့်မယ်ပထမဦးဆုံးတက်ချက်ဆွဲမယ်မြင်းဖြောက်လေးနှစ်ချက်ဆွဲမယ် သုံးချက်ဆွဲတယ်အဲ့ဒီမှာအဆက်ကလေးကိုဂျာလေးထဲမှာထည့်ထားတော့မှဖူတိုအီလိုခေါ်တဲ့ဝါတော့ဆိုတာဖြစ်လာမှ ပြန်ရေးကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲတဲ့အဆက်လေးကိုအောက်ကဂျာလေးထဲမှာထည့်တော့မှဘာစကလုံးလေးဖြစ်မှာလဲဖူတိုအီလိုခေါ်တဲ့ဝါတော့ဆိုတဲ့စကလုံးလေးဖြစ်မှာဝါတယ်ဆိုတာက လူကကကရရနဲ့ရှိနေရင်ဝါတယ်လို့မှတ်လိုက်မယ်အဆက်လေးကိုအောက်မှာချဖို့ မမေးနဲ့နော်အဲ့ဒါကမှဝရတယ်ဆိုရယ်ခန်းစီဖြစ်မှာ ဲ့တော့နောက်တစ်တလုံးလေးကြည့်ကြည့်မေးနောက်တစ်တလုံးကကြတော့ who so e who so e ဆိုတာကပိန်တော့ပါတော့ဆိုရင်စကလုံးလေးအဲ့တော့ပိန်တော့ပါတော့စကလုံးလေးကြည့်ကြည့်မေးတစ်ချက်ဆွဲမေးပြီးရင်နှစ်ချက်ဆွဲချမေးပြီးရင်သုံးချက်ဆွဲမေးလေးချက်ငါးချက်ဆွဲတဲ့ဒီအစိပ်အပိုင်းလေးကိုလည်းမှတ်ထားပေးမေးဒါလေးက n3 ရောက်ရင်သိရလိမ့်မယ်ဤတို့လို့ခေါ်တဲ့အခန်းကြီးလေးအခန်းကြီးလေးလို့မှတ်ထားပေးမေးဒီအစိပ်အပိုင်းလေးကိုတခါလေး n3 လေးပါရတော့အောင်လို့အဲ့တော့ဒါလေး လေးကဣတိုလိုခေါ်တဲ့အိုက်ခန်းကြီးလေးအဲ့တော့အိုက်ခန်းကြီးလေးကိုနောက်တစ်ခေါက်ပြန်ရေးကြည့်မယ်အိုက်ခန်းကြီးဘလို့ရေးလဲတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ငါးချက်၆ချက်ဆွဲတာအဲ့လေးရဲ့ဒီနာလေးမှာဘာလေးထည့်မလဲဆိုတော့တလို့ခေါ်တဲ့လေကွင်းခန်းကြီးလေးကိုထည့်ပေးလိုက်လေကွင်းကလေကွင်းထဲမှာအကော်ကျသွားတယ်ဆိုရင်ဘာဖြစ်သွားမလဲဟိုးဆိုဤပိန်ပါတဲ့အတွက်ပျောက်လွယ်တယ်ဟုတ်ပြီနော်အဲ့အတွက်ပိန်နေပါတယ်လေကွင်းထဲမှာအက်ရှိတယ်ဆိုရင် င်းအက်ကပိန်ပါးတဲ့အတွက်ပျောက်ဖို့လွယ်တယ်အဲ့ဒီတော့အက်နဲ့လေကွင်းခန့်ကြီးနဲ့ပေါင်းထားရင်ဟိုးဆိုအီလိုခေါ်တဲ့ပိန်သောပါးသောဆိုတာကဖြစ်လာမှာနမဲကဘလို့ခေါ်လေဟိုးဆိုအီအနောက်ကအီတွေပြန်ထည့်ဖို့မမင်းနဲ့နော်ခန့်ကြီးကဟိုးဆိုကိုပဲကိုစားပြတာအနောက်ကအီကိုပြန်ထည့်ပေးရမယ်ဒါမှဟိုးဆိုအီလိုဖြစ်မှာပြန်ရင်းကြည့်မယ်ဟိုးဆိုအီခန့်ကြီးလေးဘလို့ရေးတာလေတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲသုံးချက်လေးချက်ငါ ၅ချက်၆ချက်ဆွေးမယ်၇ချက်၈ချက်၉ချက်၁ချက်၁၁ချက်ဖြစ်တာသူနာမည်ကဘာလို့ခေါ်ဟိုးဆိုအီလို့ခေါ်တယ်ပိန်တော့ပါတော့ဆိုရဲစကလုံးလေးနောက်တစ်ခုဟိုးဆိုအီလို့မခေါ်ခြင်းနောက်တစ်လုံးရှိသေးတယ်ခုမခိုင်ဆိုပြီးတော့လည်းခေါ်လို့ရသေးတယ်เนาะသူ့ရဲ့နာမည်ကို မလို့ခေါ်လို့ရသေးလေခိုမာခိုင်တကယ်လို့ခိုမာခိုင်အနေနဲ့ဒီခန်းကြီးကိုတုံးမယ်ဆိုရင်အနောက်ကခိုင်ကအစွန်ထွက်မယ်နော်ခန်းကြီးကခိုမာကိုပဲကိုစားပြုတယ်အနောက်ကခိုင်ကအစွန်ထွက်ပေးရမယ်နော်ဒါလေးတစ်ခုရှိတယ်အဲ့ဒါဆိုရင်ဒီနေ့ထပ်ပြီးတော့အစံစရာစေလုံးထပ်ပြီးတော့တင်သွားပေးတယ်နော်ဒီနေ့ခန်းကြီးလေးမှာတော့တွဲလုံးနေတိတ်ပြီးတော့မရှိသေးဘူးနော်ဒီနေ့က acidity တွေဤနယ်ဆုံးနဲ့ acidity တွေတင်သွားတာဖြစ်တဲ့အတွက်ဒီတိုင်းရိုရိုတန်လေးပဲမှတ်ထားပေးမယ်နော်ဒါလေးကလွယ်လွယ်လေးပါ ဒီနေ့တင်တဲ့၁၀လုံးကတော့လဲလွဲလေးနော်အဲ့တော့ဒီနေ့၁၀လုံးကိုလည်းတချမ်းလောက်ကြက်ပြီးတော့ပြေးမှထားပြီးမယ်နော်အဲ့တော့အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်